အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ3ရက်အင်္ဂါနေ့နေ့နဲ့ခင်းစီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကလေးကနေတက်လာတဲ့စစ်ကြောရဲ့စီးရေးကြီးမှန်းချက်ဟာတိုင်းရင်းမှာဈာခံစစ်စခန်းအခြေစိုက်ဖို့ပဲဖြစ်ပါတယ်ချင်းကာကွယ်တပ်တွေရဲ့ဈာပြတိုက်ခိုက်မှုကြောင့်ခြေစစ်အဟုန်ရပ်တန့်တယ်လို့ဖြစ်နေတဲ့စူပါစစ်ကြောင်းကိုအနောက်မြောက်တိုင်းစစ်ဌာနတို့ရဲ့ စစ်စေးဌာနကလည်းရအောင်တိုးပါရအောင်တိုးပါဆိုပြီးတိုးရေးဖြစ်နေတယ်လို့သိရပါတယ်။အဆိုပါဆေးကြောင်းဟာအမှတ်89ရှင်းလင်းတပ်မဌာနချုပ်ရဲ့လက်အောက်ခံတိုင်ရင်တွေပဲဖြစ်ပါတယ်။အမှတ်59ရှင်းလင်းတိုင်ရင်ကတိုင်ရင်မူဘုံမှုထဲအောင်ဖြိုးအမှတ်397ရှင်းလင်းတိုင်ရင်ကဘုံမှုကျော်စာဝန်တို့ဦးစီးတာဖြစ်ပြီးအမတ်ရှစ်ချင်းမြန်တိုင်ရင်ရဲ့တိုင်ရင်မှုကိုတော့စီစစ်နေသေးတာဖြစ်ပါတယ်။နာမခါကနေယနေ့ညနေနောက်ဆုံးထပ်မံညွှန်ကြားပါရစေ။ တိုင်းရင်ကိုမရောက်ရအောင်သွားရမယ်ဆိုတာပဲဖြစ်ပါတယ်။လုံချုံရဲ့အထူးတက်ကြထားတဲ့စကိုင်းမှာတော့အရက်ရင်တွေအရက်ဝတ်တွေနဲ့တက်ပြန့်လှူရှားနေကြပြီးရွှေမင်းဝင်တဲ့ကောင်းမှုတော်ဖရာဘက်မှာတော်တော်များများနေရာချထားတာကိုတွေ့ရပါတယ်။ကောင်းမှုတော်ဖရာထိတင်ပွဲဒီအပိုင်းနဲ့ရှိနေနိုင်ပြီး VIP တယောက်လာဖို့ရှိနေပါတယ်။ဂျမန်လေးကတော့မုံရွာနမခမှာအမတ်တစစင်ထူပွဲမှုကျွန်းနဲ့ကိုကိုဦးရောက်ရှိနေပြီးစစ်တိုင်းမှုဝဲဘလူးမျိုးမင်းထွေးကတော့ဟုံးမလင်းသွားနေတယ်လို့သိရှိရပါတယ်။ ကမ်ဘလူမျိုးနယ်ကချက်တင်ကန်ကြီးပုံသားကြီးဝတ်တဲ့ပြစ်တာရောကုန်းစတဲ့ကြေးကတွေကိုဂျမန်နဲ့နေလယ်ပိုင်းကအစ်ချောင်းထိုးပြီးလူရဲ့မိရှုဖြက်စီးမှုတွေပြုလုပ်ခဲ့တာရှိပါတယ်။မန်လေးတိုင်းပြည်ဦးလူမျိုးနယ်ဗန်ကိုရာကဒေသခံတွေကိုမောင်းထုတ်ပြီးစစ်ကောင်စီစာဆွဲအခြေပြုထားတာတနင်္လာတနေ့ကျော်ကြာမြင့်တော့မှာဖြစ်ပါတယ်။ဒီဘာမှုအေးမအောင်စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီးကြေးရွာတွေကပစ္စည်းတွေအကုန်ဖောက်ထွင်းရောင်းစားခဲ့လို့ရှိသမျှအကုန်ပြီးအကုန်ပြောင်းပြီးဖြစ်ပါတယ်။ ပြည်သူချိန်သာထိရှားပါတယ်။လောက်ကြံမူလားမတော်တဆမူလားတော့စဉ်းစစ်နေသေးတာဖြစ်ပါတယ်။အဆိုပါအင်းမအောင်ဟာ draw ဘုံပောက်ကွဲမှုကြောင့် one byte ထိမှန်ခံရနဲ့မင်းမျိုးစစ်စေးုံကနေနေပြီးတော့အမှတ်နဲ့တမတော်စေးုံကြီးဂရေတထောင်ကိုပို့ဆောင်ကူတာနေသေးလို့သိရှိရပါတယ်။လက်ရှိဗန်ပွေးပြူဟာခေါင်းပေါင်းကတော့ဘုံဝီကျော်သာဝင်းခိုင်စစ်တပ်ကတို့ပတ်စဉ်43ဖြစ်ပါတယ်။ချေလူဆက်ဆက်ခိုးထားလို့ဘာမှမရှိတော့တာဖြစ်တဲ့အတွက် ။ဖန်မွေးဂွင်ထဲကနေပြင်ဦးလွင်ကိုသွားမယ်ဆိုရင်ဂိတ်တစ်ဂိတ်ကိုတယောက်တစ်တောင်းလုံးပေးရပါတယ်။ညောင်တောက်ဖက်ရှန်ကလည်းနည်းပိုကျက်ပါတယ်။ကြောက်တောင်ဂိတ်ကတဦးလွင်၃တောင်းဖြစ်ပြီးနတ်စင်ဂိတ်ကတော့တစ်တောင်းပုံမှန်တာဖြစ်ပါတယ်။ခြေကားတစ်စီးကိုသိန်း၃၀ခြေကားတစ်စီးဆိုရင်တော့သိန်း၅၀ကနေသိန်း၁၀၀ကျားနဲ့နေ့စဉ်ဂိတ်စခန်းတွေရဲ့ဝင်ဝင်အားသိန်း၃၀၀ကနေ၅၀၀ကျားရရှိနေတာဖြစ်ပါတယ်။မကွေးတိုင်းအခုကကနေထွက်လာတဲ့အင်အားနေရာကစစ်ကြောင်းဟာမင်းနံတော်ရွာနဲ့ဗီဒီယိုရွာတို့မှာခြံခွဲအခြေပြုလေးရှိပါတယ်။ ၎င်းတို့နောက်ကနေတဖြည်းဖြည်းချင်းလိုက်လာတဲ့ရိတ်ခါရင်နှန်းကတော့ကံတော်ရွာအနောက်ဘက်တရက်ချန်ထဲမှာအသည့်ဆောင်ဆိုင်နေစေရှိနေတယ်လို့သိရှိရပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလည်းဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်